လက်ရှိမြင်တွေ့နေရတာကတော့ program ကိုဖွင့်ပွင့်ခြင်းမြင်တွေ့ရမဲ့ screen ဖြစ်ပါတယ်ဒီ screen မှာအောက်တွင်ဖော်ပြထားသောပါဠိတော်သက္ကာဂီကာအညာနဲ့နေတရမူခွဲများမြန်မာပြန်စသည်တို့မှအစာအုပ်များကိုပတ်ရှိရန်ဖြစ်ပါတယ်ဝင်ရပါဠိတော်များကိုဖတ်ရှိလို့လျှင် ာလိတော်စာအုပ်များဖြစ်တဲ့ပါရာဇီကပါစိတ်မဟာဝက်စုလဝက်နဲ့ပရိဝါပါဠိတော်များကိုကရှုနိုင်မှာဖြစ်ပါတယ်။ဒီမှာအစေတရားပါဠိအားတက်စ်ဖြင့်ဖတ်ရှုခြင်းဖြစ်ပါတယ်။ဖတ်ရှုရမှာမိမိလိုချင်တဲ့အရွယ်အစားဖြစ်အောင်ကြီး၍၎င်း သေးပြီလကောင်းဖတ်ရှုနိုင်ပါတယ်အခုမြင်တွေ့နေသောစာမျက်နှာဟာမူလစัจထမူပါဠိတော်စာအုပ်ရဲ့စာမျက်နှာအတိုင်းတိကျဖြစ်စေရန်ပြုလုပ်ထားတဲ့စာမျက်နှာဖြစ်ပါတယ်တကယ်လို့ဒီစာမျက်နှာစာမျက်နှာ1မှ2 3စသည်တို့ဖြင့်မိမိချိန်တဲ့ရာစာမျက်နှာကိုတွားရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဒီစာအုပ်မှာစာမျက်နှာပေါင်း 480ပါရှိပါတယ်။ပါရှိတဲ့စာမျက်နှာအတွင်းမှာစာအုပ်များကိုမြားထောက်၍အဓိပ္ပာယ်များကိုအခုလိုကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုထားတဲ့အဓိပ္ပာယ်ရှိသော စာမျက်နှာများအားတစ်ဘက်ကလစ်နှိပ်၍ dictionary ကို ဖွင့်ကြည့်နိုင်ပါတယ်။ dictionary မှာစလုံးမြန်မာပြန်အင်္ဂလိပ်စာဓာတ် ပြောင်းလဲထားပုံသုံးနှုံစသည်တို့အပြင်၎င်းစလုံးများ၏နေတရပြန်ဆိုခြင်းများ ို့နေတရပြဆိုခြင်းများဖြင့်၎င်းစလုံးရှိသောကြံ့ညွန်များတစ်ခါတည်းဖော်ပြပေးမှာဖြစ်ပါတယ်။၎င်းကြံ့ညွန်များကိုသွားရှိလိုပါကလည်းတစ်ခါတည်းနှိပ်၍၎င်းကြံ့ညွန်ရှိရာကိုရောက်တော်မှာဖြစ်ပါတယ်။ကျမ်းစာရွေးချယ်ပါဆိုတဲ့ဒီ club လေးကိုနှိပ်လိုက်လို့ရှိရင်ငွေရင်းစာအုပ်စာမျက်နှာကိုတန်ရောက်တော်မှာဖြစ်ပြီးလားတူမြန်မာပြန်စလုံးများကိုဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ မြန်မာပြန်စာအုပ်များမှာတော့စလုံးများအားဒိဗေဖော်ပြခြင်းမြင်ရမည်မဟုတ်ပါဘူး၎င်းမြန်မာပြန်များကိုဖတ်ရှုနေစဉ်မှာ၎င်းမြန်မာပြန်ရဲ့မူလပါဠိတော်ကိုကြည့်ကြည့်မှာကမူလပါဠိတော်နှိမ့်လိုက်ရင်လို့မြန်မာပြန်ရှိသောမူလပါဠိတော်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။နောက်မူလပါဠိတော်မှာတွေ့မြင်နေရတဲ့ဒီအပြာရောင်ကလေးတွေဟာငုံခွဲများကိုပြသထားခြင်းဖြစ်ပါတယ်။ ဥပမာပြမနကရဏာရဲ့မူခွဲဟာကြောက်စာနဲ့အခြားမူခွဲများမှာ ပြမနကရကာဟုဖော်ပြခြင်းစသည်ဖြစ်ခြင်းဖြစ်ပါတယ်၎င်းအပြင်စာအုပ်ကိုပတ်ရှိနေစဉ်မှာပင်၎င်းဒီစာအုပ်ရဲ့နေတရမြမာပြန်စသည်တို့အားသွားနိုင်သည့်အပြင် ဒါအောင်နေတရားဤပါဠိအဖွင့်များကိုလည်းတခါတည်းသွားနိုင်မှာဖြစ်ပါတယ်။ဥပမာလက်ရှိပေါ်ရောက်နေသောညောင်မင်းရင်း၌ဆန်းနေတော်မူသည့်မူလပါဠိတော်မူလပါဠိတော်ဖြစ်သောအစပါဒကထာရဲ့အခြားအဖွင့်ဖြစ်တဲ့ကာရထဒီပနီရဲ့အဖွင့်စာဒီတို့ကိုတခါတည်းတောက်ရောက်ကြည့်ရှုနိုင်ဖြစ်ပါတယ် အလားတူပဲသက္ကတာများဖြစ်သောဘာသာတိတအာစိတ်စသောသက္ကတာများကီကာများဖြစ်သောသရထဝိမတိဝဇီယစသောကီကာများကိုလည်းအလားတူဖတ်ရှုနိုင်တဲ့အပြင်သက္ကတာကီကာတွင်မဝင်မဲခြားဝိနည်းစာအုပ်များဖြစ်တဲ့လက်ရှိစာအုပ်များကိုလည်း ဖတ်ရှုနိုင်ပါတယ်ခုနောက်ဒီအဝါရောင်နဲ့ပြတ်ထားတဲ့မူကွဲများမှာတော့စာအုပ်ပေါင်း60ကျော်ပါရှိပြီးဒီစာအုပ်တွေကတော့တပ်ပုံမြေစကန်လုပ်ထားတာဖြစ်ပါတယ်ဥပမာသုလဝေဒထခရာနေတ္တိယဖြစ်ပါတယ်ဒါဟာမူရင်းစာအုပ်ကိုတပ်ပုံရယူထားခြင်းဖြစ်ပါတယ်တို့ဓာတ်ပုံရရုပ်ထားသောစာမျက်နှာနှင့်လျော်ညီသောအခြားစာအုပ်ကိုလည်း ရွှေဝင်မှုမှာဘာသာဂီကာမှုတို့ခုကဲ့သို့ပြောင်းလဲနိုင်ပါတယ်ကင်ခါဘာသာဂီကာဖြစ်ပါတယ်ခုလိုစာအုပ်များကိုဖတ်ရှုသောအချက်အလက်များအားပြန်လည်ကြည့်ရှုလိုပါက ညာလေးဖြင့်မိမိတို့ကြည့်ရှုခဲ့သောအစာအုပ်များအား နောက်သူ၎င်းရှေ့သူ၎င်းလိုအပ်သလိုပြန်လည်ကြည့်ရှုခြင်းကြည့်ရှုသောအရွယ်အားမိမိချိန်နှင့်တက်သည့်အရွယ်အစားဖြစ်အောင်ပြန်လည်ပြင်ဆင်ကြည့်ရှုခြင်းစသည်တို့ကိုပြုလုပ်တိုင်းမှာဖြစ်ပါတယ်။ဒုက္ခသည်ပြုလုပ်နိုင်မှာဖြစ်သလိုအခြားအချက်လက်များမှာလည်းပတ်သားထားခြင်းများမှတ်စုများလုပ်ပြုလုပ်နိုင်ပါတယ်။ဥပမာဒီမဟာဝက်ကပါဠိတော်နေတရား စာမျက်နှာ၃အားမှတ်သားထားလိုပါကဒီ plus click လေးပြင်မှတ်စုမှတ်သားထားနိုင်ပြီးမှတ်စုမှတ်သားထားသောအချက်အလက်များကိုခုကဲ့သို့ဖော်ပြနေမှာဖြစ်ပါတယ်ဒီရာမှတ်စုတွေတူလိုက်ပါကမှတ်စုတွေတိုးသွားမှာဖြစ်ပါတယ် ၎င်းပြင်မိမိနှစ်သက်ရာခြာပြင်းနာအားတိုက်နေ၍တစ်ခါတည်းတွားရောက်ကြည့်ရှုနိုင်ပါလေ။အဲဆိုရင်ခြာပြင်းနာ123အားရောက်ရှိသွားခြင်းဖြစ်ပါတယ်။စာအုပ်များအဖတ်ရှုရာမှာမိမိလိုအပ်သောခြာပြင်းနာကို page by page တွားယူ၎င်းခြာပြင်းနာများကိုရောက်ရည်၎င်းတွားနိုင်သလိုတို့ရောက်ခဲ့သောခြာပြင်းနာအတွက်မြန်မာပြန် နေတရပါဠိလိုများကိုလည်းတခါတည်းပြောင်းလဲသွားနိုင်မှာဖြစ်ပါတယ်။၎င်းပြင်မရှိဖော်ပြနေသောစာမျက်နှာအားမိမိဒူလိုပါကဝိညာဉ်မှာကလုတ်ကိုနှိပ်ပြီးဝိညာဉ်မှာဖိုင်ဖြင့်တင်းက page maker စသည်တို့တွင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။အကယ်၍ unicode အသုံးပြုသောဆက်များတွင် တခါတည်း copy ကူး၍တင်းနိုင်ပြီး printer ထုတ်လိုပါကလည်း control p နှိပ်၍မိမိရှိနေသောစာမျက်နှာအားတခါတည်း printer ထုတ်ယူနိုင်မျိုးဖြစ်ပါတယ်ဒါကတော့စာမျက်နှာများအားဖတ်ရှုခြင်းဖြစ်ပါတယ်ခုနပြောခဲ့သောဇလုံများမှာဤကဲ့သို့မြမပြန်များကိုပြသပြသသောအကြောင်းအရာများရှိတော်လဲပြသခြင်းမရှိသောအချက်များ ဒီမှာပြန်တွင် ਈ ကဲ့သို့ကြည့်ရှုနိုင်ပါတယ်။ဒါကတော့ dictionary ဖြစ်ပါတယ်။ dictionary မှာအခုတွေ့သောစလုံးအားတမာဟိတောအားတမာဟိတအားကွန်ပျူတာမှာပရိုဂရမ်မှာလိုလိုသိရှိသည်ပြီးတမာဟိတနှင့်တမာဟိတောအားချိတ်ဆက်၍အဓိပ္ပာယ်အားဖော်ပြထားခြင်း၎င်းမြင်ဘာသာကီကလမ်းညွန်မြေဖော်ပြထားခြင်းလည်းရှိပါတယ်။ဘာသာကီကလမ်းညွန်မှာပါရှိသော စကလုံးများအားလည်းဤကဲ့သို့ကြည့်ရှိမှတ်ပါဖြစ်ပါတယ်ဥပမာဖောက်ဘက်တော်ခုနှစ်ဦး sorry အာအဟိနာဆိုတော့ clock ကိုနှိပ်လိုက်လေမရှိနာပါရှိတော့စာမျက်နှာကိုအခုလိုရောက်ရှိသွားမှာဖြစ်ပါတယ်ပါတာကီကာမှာ ဖုနှုတ်ဖြစ်သွားသောအညွန်များအားရှာဖွေနိုင်ရန်ပြုလုပ်ထားခြင်းဖြစ်ပါသည် အောင်မြောက်ကြီးစုရမှာပြာရောင်ဟာပါဠိတော်ဖြစ်ပြီးနေတရတွင်ဒီခုရောင်ကိုသုံးဆွဲထားပါတယ်မြမပြန်ဆိုပါကအနေအောင်ပြစ်သွားပြီးအခြားမူကွဲများနှင့်ပါဠိအထာကထာဖွင့်များကိုမူကြောင်းလင်းထားခြင်းမရှိပါဘူးဒါကတော့ပထမပိုင်းစာအုပ်များကိုရှာဖွေပတ်ရှုခြင်းဖြစ်ပါတယ် ဒုတိယပိုင်းဖြစ်တဲ့စလုံးများကိုရှာဖွေခြင်းမှာဆက်လက်ပြောပြမည်ဖြစ်ပါတယ်။